PDF တွေရှိပါတယ်ဒီဖွဲ့တွေကမှအခုဒီတက်မလို့အနေနဲ့နေမြရှင်လေးဆောင်ရွက်မယ်ဆိုရင်တော့အဲ့တော့နိုဝင်ဘာ26ရက်နေ့ကစတင်ကျောင်းတွေပြေဖို့ PRB ခံရတဲ့အကြံဖက်တွေရဲ့လှုပ်ရှားရနေရာကိုကြည့်မယ်ဆိုရင်တော့ရင်းနှံကျောင်းအကျဉ်းတောင်မကွေးတိုင်းမှာရှိနေတဲ့ဒီတောင်းနေအကျဉ်းစခန်းပတ်ဝန်းကျင်တွေမှာလည်းစုဖွဲ့လှုပ်ရှားတယ်အရိကနေတဆင်ပင်ချောင်းတရာ36ရွာဥယျံစုရွာကုန်းဆောင်ညံကုန်းပတ်ဝန်းကျင်တွေထိစုဖွဲ့လှုပ်ရှားလျက်ရှိပါတယ်ဒီရွာတွေကဒီပင်ချောင်းတရာအဆက်ကနေတောက်လျှောက် ARE မြစ်ထိကိုကူတန်းသွားလာနေချင်းချင်းလိန်နေကြတယ် အေရီမီရဲ့အနောက်ဘက်ချမ်းမှာရှိနေတဲ့ရွာတွေနဲ့စက်ကြီးတွေကောက်တဲ့လမ်းပေါ်မှာဝါတာဂိတ်တွေဖွင့်ထားရဆိုရမယ်ရေထဲမှာတော့ရေဂိတ်တွေရှိပါတယ်ဒါကတန်ပန်တွေဆက်လေတွေကိုရေနံချောင်းကိုလာတဲ့အချိန်စက်ကြီးကောက်တာတွေရှိတယ်အေရီမီရဲ့အနောက်ဘက်ချမ်းရွာတွေကနေတဆင့်ဂရုစိတ်ဂိတ်တွေကနေတဆင့်တန်ပန်တွေမထွက်ခင်တွေကစက်ကြီးကောက်နေတဲ့ PD အဖွဲတွေရှိပါတယ်ဆိုတော့ဒီမကွေးတိုင်းအနောက်ချမ်းနဲ့မကွေးတိုင်းအရှေ့ချမ်းအေရီမီရိုးတလျှောက်မှာ စုဖွဲ့လို့ရှားနေတဲ့ PDF တွေကိုရှင်းမယ်ဆိုရင်တော့မကွေး leader scan အမှအခြေစိုက်ထားတဲ့လေရင်နဲ့ရှင်းလင်းမလားဒါမှမဟုတ်ရင်နေမြေကန်တည်ရင်တက်ဖွဲ့တွေနဲ့ရှင်းလင်းမလားဒါကတော့ဒီတက်မြင်မှုတွေနဲ့ဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်ပါတယ်ဆိုတော့အခုဒီအကြမ်းဖက်သမားတွေရဲ့စေရေးပြတ်မှတ်မဟုတ်တဲ့စာတင်ကြောင်းတွေကိုပိတ်ဖို့ဖိအားပေးတယ်ဆိုတာကဒေသခံမိဘပြည်သူတွေကိုလည်းစင်ခေါ်လိုက်တာဖြစ်တဲ့တစ်ချိန်လုံးဒီရွာတွေက PDF တွေနဲ့အတူ၄နှစ်ကျော်၅နှစ်နေပါအတူတူကရှင်သန်နေထိုင်ခဲ့ကြတာပါ မကင်းရမကင်းချောင်းဆိုတဲ့သူတွေရှိတယ်ရွာသားတွေကိုလည်း PDA ထဲကိုရောက်သွားပြီးတော့ရင်းနသာကော်လံမှာဒီမိုက်ကြီးသွားခွဲနေတဲ့ဘိုးလိုလိုတက်ဆုမှုလိုလိုတက်စိတ်မှုလိုလိုကောင်းနေလဲရှိလာတယ်ဒီစလင်းမြို့နယ်ထဲမှာရှိနေတဲ့စလင်းပါခပါထဲမှာလည်းတွားပြီးတော့နေမြင်မှုလိုလိုတက်ခွဲမှုလိုလိုတက်စိတ်မှုလိုလိုနဲ့တစ်ချိန်လုံးကတက်တော့ကြက်တက်ထမင်ခိုးလုံနေတဲ့အဖွဲတွေကအခု PDA တွေဖြစ်လာကြတာပါဒီလိုမျိုးစာမတက်ပေမတက်နိုင်ငံရေးယူချိန်နှိမ်ပါတဲ့အညာသားတောသားတွေကပဲဒီ၃ရောက်တလက်တနက်တွေကင်ပြီးတော့ရွာတွေမှာဖျားပြေးနေကြတာပါ အခုတော့ထမင်းကျွေးတဲ့လက်ကိုပြန်ကြိုက်လာကြပြီဖြစ်ပါတယ်။သူတို့ကိုယ်တိုင်အာနာရှင်ကြာရှုံးရေးဆိုတဲ့ခေါင်းစဉ်နဲ့နေမြေကန်တိုင်ရင်တပ်ဖွဲ့တွေကိုနှောက်ယှက်ဖို့ရင်းနှံချောင်းမှာဆိုရင်လည်းရင်းနှံချောင်းနယ်ထဲမှာရှိနေတဲ့ဒီမကွေးရင်းနှံချောင်းဂွေးကြုံလမ်းပိုင်းမှာနှောက်ယှက်မှုတွေပြုလုပ်ဖို့ရွာတွေမှာပဲအခြေပြုနေကြတာပါ။ရွာတွေမှာပဲအတူတကွဝင်ရောက်နေထိုင်နေရွာတွေမှာပဲအခြေပြုတယ်။စက်ကြီးကောက်မဲ့300ပတ်ဆက်မရှိတော့ရင်ယူနီဖောင်းတွေဝတ် NUG PDF တွေရဲ့ဗတ်တိုက်စိတ်တွေတက်ပြီးတော့တနက်လေးတွေလွဲ့ ကားတွေကိုတားရင်းတွေကိုတားနိုင်ငံဝန်ထမ်းတွေဒီအစိုးရဝန်ထမ်းတွေပါရင်ဖမ်းဆီးတာတွေတက်ဖြတ်တာတွေဓမြတိုက်တာတွေပြုလုပ်တယ်။တာမန်ခီးသွားတွေစီကနေတော်လန်ကြီးရံမုံငွေအကြောင်းပြပြီးတော့ဆက်ကြီးကောက်တာတွေရှိတယ်။ဖလားလေးတွေနဲ့တက်လာတဲ့အဖွဲတွေရှိတယ်။လဝါလေးတွေဖြန့်ပြီးတက်လာတဲ့အဖွဲတွေရှိတယ်။ဘဇက်ကနေတော့တော်လန်ကြီးအတွက်ဆိုတဲ့ခေါင်းစဉ်သာတောင်းဝင်မဲ့တကယ်တမ်းကတော့လက်မတက်လာတဲ့ယူနီဖောင်းဝတ်ဒီသူဖုံးစားတထောင်စားတွေဖြစ်တယ်လို့ဆိုရမှာပါ။ ဒီလိုအညာသားတွေကခု36ကျောက်တရအနီးပတ်ဝန်းကျင်မှာလည်းလှုပ်ရှားနေကြတယ်။ရင်းနှံချောင်းကဒေါင်းနေထောင်ဒေါင်းနေအကျဉ်းစခန်းကြီးပတ်ဝန်းကျင်အကျဉ်းထောင်ပတ်ဝန်းကျင်မှာလည်းစုဖွဲ့လှုပ်ရှားကြပါတယ်။လာအနေငယ်ကလည်းဒီဒေါင်းနေထောင်ကိုချော့လိုက်တော့နေလာရောက်ပြစ်ခတ်မှုတွေပြုလုပ်တာလည်းရင်းနှံချောင်းမှာအခြေစိုက်ထားတယ်။ဒီရင်းနတာကော်လန်က PDF တွေဖြစ်ပါတယ်။ဒီနေရာမှာရင်းနှံချောင်းမြို့ဆိုတဲ့အကြောင်းကိုပြန်ပြောရရင်တော့ရင်းနှံချောင်းမြို့ဆိုတာကပြီးခဲ့တဲ့ခေတ်ဆက်ဆက်ကလေးက1990ကာလတွေကလည်း NLD အုပ်စုကိုအပိထောက်ခံခဲ့တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။မြို့လုံးကျော့ အအနေတွေဖြစ်တယ်မြို့လုံးကျောအပိထောက်ခံသူတွေဖြစ်ပြီးတော့2021ခုနှစ်နိုင်ငံရေးအခင်းကြီးအပြောင်းလဲမှာလဲမြို့လုံးကျောဆန္ဒထွက်ပြခဲ့ပြီးတော့မြို့လုံးကျော PDF တွေကိုထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်အခုဒီရင်းနှောင်းမြို့နယ်တွေမှာရှိနေတဲ့ကုန်းတွေတွေကုန်းစည်တွေပွဲရုံတွေအားလုံးကလည်းအကြမ်းဖက်သမားတွေကိုတစ်ဖက်လက်နဲ့ထောက်ပံ့နေကြတာဖြစ်ပါတယ်ဒါတွေကဘာနဲ့သွားတူတယ်လဲဆိုတော့ဆလင်းမြို့ပွင့်မြို့မြို့စင်မြွန်းမြို့နယ်ထဲမှာရှိနေတဲ့ဒီစပားတိုင်တွေကုန်းတွေတွေပွဲရုံလုပ်ငန်းရှင်တွေနဲ့လည်းတွားပြီးတော့တူပါတယ် တက်တွေကြောင့်မဖြစ်မနေမကင်းရမကင်းကြောင်စက်ကြီးတွေပေးနေကြရတယ်ဆိုပေမဲ့ဆက်လင်းမြို့နယ်ဆိုတာက NUG PDF တွေအားကောင်းတဲ့ဒေတာတခုဖြစ်ပါတယ်မြန်မာပြည်အလဲပိုင်းမြေလက်ဒေတာဖြစ်နေတဲ့ကြားတွေကနေမြေကန်တရင်တက်ဖွဲ့တွေလက်ယုံတက်တွေကိုအမြဲတမ်းစုစုလို့နှောက်ရတိုက်ခိုက်နေတဲ့အဖွဲ့တွေဖြစ်ပါတယ်အေရမီရဲ့အနောက်ဘက်ခြမ်းမှာဆိုလို့ရှိရင်လည်းပွင့်မြူစကူလောက်ကနေစပြီးတော့ဒီ6မြို့ရဲ့အနောက်ဘက်ကန်စိတ်ဖြူမြို့နယ်တဲ့အထိလမ်းတစ်လျှောက်တန်ယောင်တိုက်နယ်စင်မြူကျွန်းဒီပတ်ဝန်းကျင်မှာစက်ကြီးကောက်နေတဲ့အဖွဲ့တွေစိုးစမ်းတောင်းကျမ်းနေကြတဲ့အဖွဲ့တွေဖြစ်ပါတယ် ဆိုတော့အခုဒီစာသင်ကျောင်းတွေပေးဖို့ PR ပေးတဲ့အဖွဲ့တွေကတော့ရေနံကျောင်းကိုအစွဲပြုထားတဲ့ရေနသာကော်လန်ကအညာသာတောသားတွေဖြစ်ပါတယ်။ဒီအကျမ်းမတ်သမားတွေတောသားတွေရဲ့စုဖွဲ့လှုပ်ရှားနေရနေရာကတော့ဂွေးကြိုအနီးတီကိုရောက်ပါတယ်။ဆက်လီမြို့နယ်အဆက်တီကိုရောက်ရှိပါတယ်။ချောင်းမြို့နယ်အဆက်ကရွာတွေနဲ့ထိသွာလာနေကြတာတွေရှိတယ်။တန်တန်တကာကနဲ့သွာလာနေကြတာတွေရှိတယ်။ဖောကားတွေ၆ပေါက်တွေနဲ့သွာလာနေကြတာတွေရှိပါတယ်။ဒါတွေကိုဆက်လက်နေမြရှင်းလင်းဆောင်ရွက်သွားဖို့လိုပါတယ်။ဆိုတော့ဆိုလိုရင်းကိုပြန်ဆက်ရရင်စာသင်ကျောင်းတွေကိုအခုမှ ဘာကြောင့်ဖိအားပေးပိတ်ခိုင်းတာလဲဘာကြောင့်ဖိအားပေးပြီးတော့စာတင်ကြောင်းနေပိတ်ဖို့တတိပေးတာလဲဆိုရင်တော့အကြံဖက်သမားတွေကစက်ကြီးမရတော့ဖြစ်တယ်ဒါအပြင်2021ခုနှစ်ကလေးကအခု2025ခုနှစ်အထိစာတင်ကြောင်းတွေထဲမှာဖုန်ကြီးကြောင်းတွေထဲမှာဝင်ရောက်တွေစကန်ချရလက်လုံမိုင်းတွေပြုတ်လို့တယ်လက်လုတ်တနက်တွေလက်လုတ်ရန်တွေပြုတ်လို့ရင်းကနေအခုဆိုရင်တွားတွေကအကြမ်းဖက်သမားတွေကိုယွန်ရှာဆက်ဆုပ်လာပြီဖြစ်တယ်လားစင်ဂျေးတွေမပေးကြတော့ဘူးဖြစ်တယ်အကြမ်းဖက်သမားတွေရဲ့လားစင်ကောက်ခံနေတဲ့ဆက်ဂျေးတွေမ